ားအလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဒီနေ့ကျွန်တော်ဒီဗီဒီယိုဟာလာမယ့်9လပိုင်းမှာတွေ့ကြုံလာမယ့်တနင်္ဂနွေသားသမီးတွေရဲ့ကံအဆိုးအကောင့်ကိုကျွန်တော်ရဲ့ Terror လေးနဲ့ဟောကြားပေးသွားမယ် Terror Reading ဟောကိန်းလေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တော့အဘမင်းငါရဲ့တပည့်ဆရာဆောင်ရောက်ဖြစ်ပါတယ်မိတ်ဆွေအားဗီဒီနဲ့ပတ်သက်ပြီးတော့ယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ် တနင်္ဂနွေသားသမီးလည်းဖြစ်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကို ဆုံးနဲ့တည်းကြည့်ရှုပြီးတော့ခဏလာပိုင်းမှာတွေ့ကြုံလာမယ်ကိုယ့်ရဲ့ကံအဆိုးကောင်းအတိတ်ကြောင့်အတက်အကြအနေအမြင့်တွေကိုတည်ရှိခွင့်ရပြီးတော့ရှောင်ရဆောင်ရလေးတွေကိုနားလည်သွားမှာဖြစ်ပါတယ်ကျွန်တော်ကလည်းကျွန်တော်တက်မြောက်ထားတဲ့ဒီ Terror နဲ့ပဲမိတ်ဆွေတွေကိုကတ်ချိုးပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်မှုရှိတယ်ဆိုရင်ဘေးနားမှာရှိနေတဲ့ follow ကလုတ်လေးနှိပ်ပြီးတော့ကျွန်တော်ကို follow လုပ်ထားခြင်းအပြင် ျွန်တော်ပြောပြပေးနေတဲ့ဗေဒင်ရေဒီယိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆွေသိရှိခွင့်ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တရင်းတွေသားသမီးတွေစတင်ပြီးတော့ဗေဒင်ဟောပေးရအောင်။အဲ့တော့ဘုမအောင်ဆုံးအနေနဲ့ကျွန်တော်တနင်္ဂနွေသားသမီးတွေကြုံတွေ့လာမဲ့စီးပွားရေးနဲ့ပတ်သက်တဲ့ကပ်ဖြစ်ပါတယ်။ကိုပိုင်လုပ်ငန်းတွေစီးပွားရေးလှုပ်ဆောင်နေကျွန်တော်မိတ်ဆွေတို့တက်ဖြစ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေရှိနေကောင်းရှိနေနိုင်ပါ ဒါကြောင့်မအစင်မပြေမှုတွေလည်းတွေးကြုံနေရတာတွေရှိပါလိမ့်မယ်။ဒါခန္ဓာလပိုင်းမှာတဖြည်းဖြည်းနဲ့ပြန်လည်ပြီးတော့ပြေပြောက်သွားပြီးတော့ကောင်းမွန်တဲ့နမိတ်ပုံရိပ်တစ်ခုကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။စီပွားရေးနဲ့ပတ်သက်ပြီးတော့တို့တော့စီပွားရေးမှာဘာတွေအားနည်းနေရလဲလို့ပြောမယ်ဆိုလို့ရှိရင်အများနဲ့ပူပေါင်းပြီးလှုပ်ဆောင်မဲ့ကိစ္စတွေဆက်သူရှယ်ယာကိစ္စတွေအားနည်းနေတဲ့အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ ကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုမိမိကိုယ်တိုင်ဦးစီးဦးဆောင်လုပ်တာမျိုးမိမိကိုယ်တိုင်တည်တည်ကြကြစီစနစ်ကြကြလှုပ်ဆောင်တာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အကောင့်ဘက်ကိုဦးတည်သွားမယ်အပိုင်းခြားလို့ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒီလိုချင်းနေပိုင်းခြားမျိုးမှာအလုံးမှာစိတ်မပျော်တာမျိုးအလုံးလုံးချင်းစိတ်ပျောက်ဆုံးနေတာမျိုးတွေဟာကိုယ့်ရဲ့လုပ်ငန်းကိစ္စကိုအဆိုးဖြစ်ပေါ်ဖို့အတွက်ကံအကြောင်းတရားလေးတွေအနေချင်းရှိနေပါတယ်။လုပ်ငန်းဟာမိမိကိုယ်တိုင် PPCC လုပ်မယ်ဆိုရင်တော့အောင်မြင်မှုအတိုင်းသာတစ်ခုထိရောက်ရှိ လာနိုင်လို့ ဘေးနားအနေစင်ပူညီပေးမဲ့မိတ်ဆွေအပေါင်းအသင်းတွေလည်းလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်တရင်းဝင်သားသမီးတွေကငွေကြေးကိစ္စမှာကိုယ်ကိစ္စမဟုတ်ပဲသူများကိစ္စတွေနဲ့ပတ်သက်ပြီးတော့စကားများရတာမျိုးရံဖြစ်တာမျိုးစိတ်ဒေါတာဖြစ်တာမျိုးစိတ်မချင်ရက်စရာတွေဖြစ်တာမျိုးစိတ်မချမ်းသာတွေတွေ့ကြုံရတာမျိုးတွေတွေ့ကြုံလာတတ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ ငွေကြေးကိစ္စမဟုတ်ပဲနဲ့တခြားသူရဲ့ငွေကြေးကိစ္စဈာထဲမှာပဲကြီးလောက်ဈာထဲစားညက်တာမျိုးအာမခံတာမျိုးဒုံမောဂရိကူပြူတာမျိုးတွေမှာနည်းနည်းလေးတရိဓာဆင်ကျင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်အဲ့တော့ငွေကြေးကိစ္စရည်နဲ့ပတ်သက်ပြီးကံကောင်းလားဆိုးလားသိချင်တဲ့ဆရာဆိုရင်တော့လာမယ့်ခရလပိုင်းမှာငွေကြေးကိစ္စရည်နဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့အလုံးဒီပါအစီအမေတာမျိုးမဟုတ်ပဲနဲ့အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ငွေကြေးကိစ္စတွေထက်ဆိုင်တော့နည်းနည်းလေးတန်ကောင်းလာတာတွေတွေ့ကြုံလာမှာဖြစ်ပါတယ်။နောက်ချက်ကတော့တရင်ငွေသားသမီးတွေကျွန်တော်တွေ့လာမယ်ကျမရေးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။ကျမရေးတွေတရင်ငွေသားသမီးတွေအားကောင်းနေတဲ့ကာလတစ်ခုအားကောင်းနေတဲ့ပိုင်းခြားတစ်ခုဖြတ်ကျော်အောင်မှာပဲဖြစ်ပါတယ်။ကျမရဲ့ညံနေတဲ့လူတွေပြန်လဲပြီးတော့တက်တာပြခွဲလာမယ်ဆေးရုံဆေးကန်တက်နေတဲ့လူတွေဆေးရုံဆေးကန်ကနေပြန်လဲပြီးတော့ဆင်းလာမျိုးတွေနဲ့ပတ်သက်ပြီးတွေ့ကြုံလာရမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။တို့တော့ ဆက်တဲ့ရင်နေနဲ့ပတ်သက်ပြီးမောင်းတဲ့ကစပိန်ဆိုင်ကကစသဖြင့်ပေါ့နော်ဒီကိစ္စရင်နဲ့ပတ်သက်တဲ့အခါမှာတော့သတိဝရိယရှိစွာနဲ့မောင်းနေမှာခင်မီခိုင်မီတိုင်းမိတာတွေအနေချင်းဖြစ်ပေါ်လာနိုင်ပါတယ်ဆိုရင်ရောက်လာတဲ့အထိဖြစ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်အနေနဲ့ငွေကြီးဆုံးရှုံးတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ကျမကြီးကိစ္စရင်နဲ့ပတ်သက်လာရင်တော့အားကောင်းပါတယ်ဆက်တဲ့ရင်မောင်းနေတဲ့အခါစီးနေတဲ့အခါမှာနည်းနည်းလေးဂယူဆိုင်ဖို့အတွက်တော့လိုအပ်ပါလိမ့်မယ်နောက်တစ်ချက်ကတော့တနင်္ဂနွေသားသမီးတွေကြုံတွေ့လာမယ့်အခြေအကျိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းအခြားဖြစ်ပါတယ် ဒီချိန်မှာအခြေအနေကိစ္စတဲ့ကိုယ့်ရဲ့မိတ်ဆွေပေါင်းသင်းကိစ္စကိုယ့်ရဲ့မိသားစုကိစ္စကိုယ့်ရဲ့လုပ်ငန်းကိစ္စတွေကိုအချိန်ပေးနေရတတ်ပါတယ်။ဒါကြောင့်မို့အခြေအနေကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းတွေမှာတော့မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ချစ်သူအပြစ်တင်ခြင်းခံရတတ်ပါတယ်။ဒို့မို့ကိုမဖြစ်ရင်လည်းကိုယ့်ရဲ့ချစ်သူဖြစ်နေတတ်ပါတယ်။ဒါကြောင့်မို့ဒီဖြတ်ကျော်လာမဲ့ခရလပိုင်းမှာအခြေအနေထက်ပုံမို့ပြီးတော့အရေးကြီးတဲ့ຢာတွေအချိန်ပေးနေရတဲ့တွဲဆုံနေရတဲ့အတွက်ကြောင့်မို့အခြေအနေကိစ္စမှာတော့နည်းနည်းလေးအဆင်မပြေမှုတွေတယောက်နဲ့တယောက် အငင်းပွားမှုတွေဖြစ်ပေါ်လာနိုင်တယ်။တကယ်လို့အခြေအနေကိစ္စမှာအဆင်မပြေမှုတစုံတရာဖြစ်ခဲ့မယ်ဆိုရင်တောင်မှကွဲမလားအပြတ်မလားဆိုပြီးမေးလိုက်၊ကွဲတာပြတ်တာမျိုးတွေတော့မရှိနိုင်သေးပါဘူး။အာကုညီပေးမဲ့လူတွေဒါမှမဟုတ်ကိုယ့်ရဲ့ဈားတဲ့ဝင်ရောက်ပြီးတော့ပြန်လဲအဆင်ပြေတဲ့အကန့်အကြောင်းတရားတွေပေါ်ပေါက်လာနိုင်ပါတယ်။ကိုကိုတိုင်းပြတ်ချင်နေရင်တော့မပြတ်တတ်ဘူးပေါ့နော်။အဲ့တော့အခြေအနေကိစ္စကံကောင်းလားဆိုတော့အခြေအနေကိစ္စအထိုက်ပြောက်တော့ကံကောင်းနေ ADA ဆက်နိုင်တာလေးပဲဖြစ်တယ်။ အချိန်ရင်းကိုအချိန်မပေးနိုင်ဘူးတခြားတော့မိသားစုကိစ္စငွေကြေးကိစ္စတွေမှာအချိန်ကုန်နေတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်နောက်ချက်ကတော့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းခြားဖြစ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့အပိုင်းခြားမှာမလိုလားပဲငွေကုန်ကြေးကြများနေတာမျိုးငွေအထွက်များနေတာမျိုးတွေဒီခေါင်းကအပိုင်းမှာတွေ့ကြုံလာမယ်ဆိုတော့အဲတခြားလုပ်ငန်းကိစ္စမျိုးမှာအိမ်ပြင်တာအိမ်ဆောက်တာအိမ်ကခလေးဈေးကြီးတွေစသဖြင့်ပေါ့ဗျာခါတိုင်းကပုံမှုပြီးတော့ကုန်ကြစိတ်များနေတယ်ခါတိုင်းမှာဥပမာအဲ6လပိုင်းပေါ့အခုခု6လပိုင်းမှာ10သိန်းကုန်တယ်ဆို9လပိုင်းမှာ 15ဒိန်30ပို့ကုန်သွားတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ငွေအထက်များနေတတ်ပါတယ်ငွေကြေးကိစ္စတွေပတ်သက်တဲ့အပိုင်းတွေမှာတော့နည်းနည်းလေးအိမ်တော်ကြီးမှာပို့ပြီးတော့တုံးဆွဲရတာမျိုးနဲ့ပတ်သက်ပြီးတွေးကြုံလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်အတိတ်တန်တစ်ခုခုလုတ်တဲ့အိမ်တော်တွေရှိရဆိုတော့အတိတ်ကြောင့်အတိတ်တန်ပြတ်တတ်ပါတယ်နော်အကြောင်းအရာတစ်ခုကြောင့်အဲ့ဒီအတိတ်တန်ဥပမာကိုယ့်ရဲ့ကိုယ်နှဝင်းစိတ်မယ်လို့ပြောတာလေခုနှစ်ရက်ရှိလောက်မြောက်တဲ့အခါမှာအကြောင်းတရားတစ်ခုဖြစ်ပြီးတော့အဲ့ဒီအတိတ်တန်ပြတ်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အတိတ်တန်အအောင်စူးစမ်းပါအဖြတ်တွေဝင်တတ်ပါတယ်ကောင်းတာလုတ်တဲ့ဆိုရင်တော့အဖြတ်ဝင်တယ်အိမ်တော်ကြီး နဲ့ပတ်သက်တဲ့ကိစ္စတွေမှာပေါ့နော်နည်းနည်းလေးခရူးဆိုင်ဖို့တော့လိုအပ်ပါတယ်အဖြတ်များနေတယ်နောက်တစ်ချက်ကတော့ကြုံတွေ့လာမယ်ကျွန်တော်တရင်းလူသားမိရင်နဲ့ပတ်သက်တဲ့ဝန်ထမ်းဖြစ်ပါတယ်ဝန်ထမ်းနဲ့ဒီလိုချင်းနေပိုင်းခြားမျိုးမှာအလုံးအစ်စ်ရှာဖွေဖို့အတွက်ကံခွင့်လန်းကောင်းတဲ့နေရာအစ်စ်ရောက်ဖို့အတွက်ကံခွင့်လန်းကောင်းတဲ့မြို့ရာအစ်စ်ပြောင်းရွှေ့ဖို့အတွက်လည်းအားကောင်းနေတဲ့ချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်မူရင်းရှိနေတဲ့အလုံးထက်အလုံးအစ်စ်ရှာနေတဲ့လူတွေနေရာပြောင်းခြင်းတဲ့လူတွေ အမျိုးနယ်ပြောင်းချင်တဲ့လူတွေဌာနပြောင်းချင်တဲ့လူတွေအတွက်ကံအခွင့်အလမ်းကောင်းရရှိလာမယ့်အခြေအနေအပိုင်းခြားတစ်ခုလို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်ချက်ကတော့တွေ့ကြုံလာမယ့်ကျွန်တော်ပညာရေးနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်။ပညာရေးမှာတော့မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားသွားပြီးတော့ပညာတော်တင်သွားမှာတို့နိုင်ငံခြားမှာကျောင်းသွားတက်မှာတို့လောက်ဆောင်လာတဲ့ကိစ္စတွေမှာအခက်အခဲတစ်ခုမှတစ်ခု delay ဖြစ်နေတတ်ပါတယ်။ဆိုတော့ကြံ့ကြံ့မှုနှောင့်နှေးမှုအဆင်မပြေမှုတွေနဲ့ကျွန်တော်ကြုံတွေ့ ရတယ်တကယ်လို့သွားရခဲ့ရင်တော့မှပျော်ပျော်ရှင်သွားရတာမဟုတ်ဘူးအဲ့ကိစ္စတွေဖြေရှင်းစိတ်ညစ်စိတ်ချုပ်ပြီးတော့မှသွားရတာမျိုးဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့အာတနေတကြီးတနေတကြီးဆိုတော့နိုင်ငံသားပဲဖြစ်ဖြစ်ပေါ့နော်မှရန်ကုန်နေမန္တလေးပြောင်းမယ်မန္တလေးကနေရန်ကုန်တင်တန်းလာတက်မယ်ဆိုတဲ့လူတွေတော့ကတော့ပညာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအနောက်ရှက်လေးတွေရှိနေပါတယ်နည်းနည်းခရီးဆက်ပြပါနော်နောက်ချက်ကတော့နိုင်ငံသားသွားမယ်ကျွန်တော်မိတ်ဆွေတွေအတွက်ဒီလိုအချိန်ဒီပိုင်းခြားမျိုးမှာဘာပဲလို့လို့ကြုံကြည့်မှုလွန်ခဲ့တာမျိုးတော့မကောင်းပါဘူးဒီအချိန်မှာလူလိန်ခံရတတ်တယ် ကိုယ်ပေါ်ဗက်ကီးရိုက်တာကိုယ်ပေါ်မဟုတ်မှန်တာပြုတ်လို့တာအငွေလင်ခံရတာမျိုးအခုမှအစ်စ်နိုင်ငံသားတောက်တဲ့စားလုံးမဲ့လူတွေဆိုနည်းနည်းခရီးဆိုင်ပါလူလိန်လူညာတွေနဲ့တွေးဆောင်တတ်တယ်မဟုတ်မှန်မှန်တဲ့လူတွေနဲ့တွေးဆောင်အောင်တတ်တယ်ဒါကြောင့်မလို့ကိုယ်အနေနဲ့ထိကိုက်ဆုံးရှုံးမှုနစ်နာမှုတွေဖြစ်လာနိုင်တယ်တိတိကျကျခရီးဆိုင်ပြီးလုံဆောင်မယ်ဆိုရင်တော့အောင်မြင်မယ်ယုံကြည်မှုအတိုင်းလာလုံခဲသွားမယ်ဆိုရင်တော့အဲ့ဒီအပေါ်မှာတော့လိန်နာညာတာတွေခံရတတ်ပါတယ်ဒါလေးကိုယူဆိုင်စင်ကျင်မှုတဲ့ ဟောကြားပေးခြင်းဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲရန်နာခွင့်ပြုပါအားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေများကိုကြီးချမ်းမာခြင်းစိတ်ချမ်းသာခြင်းနေပြေဆုံးပါစေလို့ဆုမွန်ကောင်းတောင်းနေပါတယ်ဒီဗီဒီယိုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ